ကဲမိတ်ဆွေများအားလုံးမင်္ဂလာပါနော်ဒီနေ့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုဝယ်မြပေးခြင်းနဲ့လက်ဆောင်ပေးခြင်းနဲ့အကြောင်းအရာကတော့ရေရလေးတစ်ခုရှိပါတယ်အဲ့ဒီရေရကတော့အလုံးနဲ့ပတ်သက်တဲ့ရေရပါနော်အဲ့တော့ပြောရရင်တော့အလုံးအမြန်ရသေးတဲ့ရေရဖြစ်ပါတယ်အဲဒီနေ့ခေတ်ကာလကြီးမှာအလုံးကန်ခွင့်ရခွင့်လန်းတွေဟာအင်မတန်မှရှားပါနေတဲ့ကာလဖြစ်တယ်နောက်တစ်ခုကသဘာဝဘေးအန္တရာယ်တွေကလည်းထူပြောနေတဲ့အချိန်ကာလဖြစ်တယ်ရေဘေးအန္တရာယ်တွေရှိတယ်စသဖြင့်ပါနော် တဘာဝဘေးအန္တရာယ်တွေလည်းများနေတယ်။အဲ့လိုကာလတွေမှာအလောက်ကန်ခွင့်ရခွင့်လန်းဆိုတာအိမ်ဗရမရှားပါတဲ့ကိစ္စဖြစ်ပါတယ်။အဲ့တော့ဘလိုပဲရှားပါရှားပါပေါ့နော်။ကျွန်တော်ရဲ့ Viber နေပြီးတော့ဆရာကြီးအလုံးရကျင်တယ်။အလုံးလျှောက်ထားတာရကျင်တယ်။အလုံးအမြန်ရကျင်တယ်။အလုံး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 နဲ့နေတင်နေမြပေါ့နော်အကူကြီးတောင်းတဲ့စာတွေရောက်လာကြတာပေါ့အဲ့တော့ဒီနေ့ဘယ်လိုပဲဖြစ်ဖြစ်အလုတ်ကိုအမြန်ရသေးတဲ့ရရားလေးကို အားလုံးကိုမြေတားလဲဆောင်ပေးချင်တာဖြစ်ပါတယ်။ခက်တော့ခက်ခဲတာပေါ့နော်။ခက်ကာလာအခြေအနေရာအလောက်ကင်ခွင့်ရေးခွင့်လန်းတွေရှားပါတယ်။ငဲပါတယ်။ခက်ခဲတယ်။အဲ့တော့ခက်ခဲပေမဲ့လည်းဟောအဲ့ဒီနီလေးလုံးမယ်ဆိုရင်အလောက်ကန်ခွေရခွင်လန်းနေပြန်ပေါ်လာတတ်တာပေါ့နော်ရလာတတ်တာပေါ့အဲ့တော့ဒါကပြည်တွင်းမှာလည်းပဲလှုပ်လို့ရတယ်ပြည်ပမှာလည်းလှုပ်လို့ရတဲ့ရည်ရွယ်ချက်ဖြစ်ပါတယ်တချို့ရည်ရွယ်ချက်တွေကြတော့ပြည်တွင်းမှာလှုပ်ဖို့ခက်ခဲတယ်ပေါ့ ဟာပြည်ထဲမှာလို့ပေါ့ပြည်ပမှာလို့ပေါ့ခက်ခဲတယ်။ဟိုတရားရဲ့မွေးနံတော့မှာဘာလူပါတို့အောင်းဝထိုးပါတို့အဲလိုမျိုးရတရားတွေကြတော့ကျွန်တော်ပြည်ပမှာနေတဲ့မိတ်ဆွေတွေကလိုက်လို့ပေါ့ခဲရင်တာပေါ့နော်။အခုကျွန်တော်ပြောပြမယ့်ရတရားကကြတော့ပြည်ထဲမှာပဲဖြစ်ဖြစ်ပြည်ပမှာပဲဖြစ်ဖြစ်လွယ်လွယ်ကူကူပြုလုပ်လို့ရဖို့ကြားတဲ့ရတရားလေးဖြစ်ပါတယ်။ဟုတ်ရင်တော့ Facebook တွေဘာတွေမှာဆိုရင်လည်းကျွန်တော်တင်ပေးနေကြ တင်ပေးဖို့ပါတယ်နော်ဒီ TikTok တွေဘာတွေမှာလည်းတင်ပေးဖို့ပါတယ်အဲ့ဒါလိုအပ်တာဖျောင်းနိုင်ပဲလိုတာပါဖျောင်းနိုင်ရဲ့အရွယ်အစားတော့ကျွန်တော်လက်မလောက်ဆိုရင်ရပါပြီနော်ဖျောင်းနိုင်ဒီလက်မလုံးလောက်ဆိုရင်ရပါတယ်ဘာကြောင့်လဲဆိုတော့ဖျောင်းနိုင်ပုံမှာကျွန်တော်တို့ဂါရာတပုတ်ရေးပါမယ်ရေးရမယ့်ဂါရာကိုလည်းကျွန်တော်ဒီမှာအဲရွတ်ပြပါမယ်နော်ရွတ်ပြမယ်အဲ့ဒီဂါရာလေးကိုလည်းအဲစကရင်ရှော့ရိုက်တာပါ ရိုက်တာပြီးတော့အဲ့ဒီကာရာအတိုင်းအာဖျောင်းနိုင်ပုံမှာမှင်ကုန်နေတဲ့ဘောပင်တွေပါနေ ရေးလို့ရပါတယ်ဖျောင်းနိုင်ပုံမှာစာရေးတဲ့အခါကျတော့ဟောမထင်ပါဘူးเนาะမထင်ပါဘူးဒါပေမဲ့အသေးစားကြည့်မယ်ဆိုရင်မြင်ရပါတယ်သေချာကြည့်မယ်ဆိုရင်မြင်ရတယ်သူအဲဖျောင်းနိုင်ဗန္ဒတိုင်ရေးရမလဲဆိုတော့ဖျောင်းနိုင် ကိုယ့်ရဲ့အသက်စိတ်ရေးရပါမယ်ကိုကအသက်20ဆိုရင်ဖျောင်းနိုင် အတိုင်း20လောက်ရမယ်ရေးရမယ်ကိုကအသက်30ဆိုရင် အတိုင်း30ရေးရမယ်ပေါ့နော်ကိုကအသက်အစိတ်ဆိုရင် အတိုင်းအစိတ်ရေးရမယ် ရဲပြီးသွားလို့ချင်းအောက်ကကျွဲပကံများလေးခံပြီးတော့အာတနေ့ကိုတတိုင်းထွန်းပြီးတော့အလုံးအမြန်ရဖို့ဆူတောင်းပါပေါ့နော်အဲ့တော့ကို့မှာဖရားเจ้าဆောင်ကြီးတဲ့လူဖရားရှင်ကြီးတဲ့လူတွေဆိုရင်ဖရားရှင်ပေါ်မှာတင်တွန်းလို့ရတယ်ဖရားရှင်မရှိဘူးဆိုရင်လည်းမြင့်မြတ်တဲ့နေရာလေးတစ်နေရာမှာတန်ရှင်းစင်ကြတဲ့နေရာလေးတစ်နေရာမှာထွန်းလို့ရဖရားနိုင်တွန်းပြီးသွားလို့ချင်းအဲ့ဒီဂါရာလေးကိုပဲကိုကအသက်စိတ်ယူရမယ်အဲ့တော့အသက်စိတ် ရှိတဲ့လူကဖျောင်းနိုင်အတိုင်းစိတ်လို့ရမယ်တနေ့တစ်တိုင်းတွန်းပြီးတော့ဂါရာကိုလည်းထွန်းတဲ့အချိန်မှာ အသက်အစစ်ရွတ်အတိုင်းအခေါက်ရည်25ကောင်ရွတ်ပြီးတော့အလုံးအမြန်ရဖို့ဆူတောင်းပါတချို့လျှောက်ထားတဲ့အလုပ်တွေပါလေရှိတယ်ဆိုရင်လေအဲလျှောက်ထားတဲ့အလုပ်ရဖို့ဆူတောင်းပါပေါ့နော်ဒါကတော့ကျွန်တော်တို့ဖျောင်းနိုင် မကုံငင်မှာပဲကိုလျှောက်ထားတဲ့အလုပ်အမြန်ရရစီတဲ့ရရယာနီဖြစ်ပါတယ်เนาะလောလောကူကူလည်းပြုလို့ရတယ် လူတိုင်းလည်းပြုလုပ်လို့ရတယ်။ယရိယာနီလေးဖြစ်ပါတယ်။ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်အလုံအမြန်ရသေးတဲ့ယရိယာလေးကိုကျွန်တော်ကပြန်လည်ပြီးတော့ညဝေပေးခြင်းဖြစ်ပါတယ်။အဲ့တော့ဒီမှာရေးရမယ့်ကာရာကကျွန်တော်ရွတ်ပြပါမယ်နော်။အုံတာဘုံနဂဗ္ဗိမာတာတေကတ္တဝါခေတဝါဗလံဝိဒ္ဓာရိတံပုဒ္ဒံသုခေနာသ ။ပုံတာဘုံနာဂဗိမာတာတိကတ္တဝါဟိတဝါပလံဝိဒ္ဓရိတံပုဒ္ဒံဒုက္ခေနာသ။အဲဒီကာလလေးကိုရေးရမယ်။ကျောင်းထဲမှာရေးရမယ်။ထုံးတဲ့ကျင်ကြိုင်လေအဲဒီကာလလေးကိုအသက်စေရွရမယ်။ကိုလျှောက်ထားသောလုံကိုကြီးဝဲထားတဲ့လုံအမြန်ရပါစေ။ရွထားတဲ့လုံမရှိဘူးဆိုရင်လည်းပဲကိုနဲ့ထိုက်တဲ့လုံတစ်ခုအမြန်ရပါသည်လို့လေးလေးနက်နက်ဆူတောင်းရမယ်။ကိုလှုပ်ထားတဲ့ဖျောင်းနိုင်မကုံငင်မှာပဲကိုနဲ့ ထိုက်တဲ့အလုပ်တခုအမြန်ရရှိနေမှာဖြစ်ပါတယ်။ကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးလည်းကိုယ်ချမ်းသာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေ။လူရဆန္ဒနှလုံးတော်ရဲ့ရရှိနိုင်ကြပါစေ။ကျန်တဲ့အောင်လို့စောင့်နှိုင်းကြပါစေလို့ဆုတောင်းမေတ္တာများအားလုံးလှိုက်လိုက်လည်းလည်းပို့သပေးလိုက်ရပါတယ်နော်။နောက်တဘာဝဘေးအန္တရာယ်တွေကိုလည်းပဲနော်ကြော်လွှမ်းနိုင်ကြပါစေလို့ထပ်ပြီးတော့ဆုတောင်းမေတ္တာပို့သပေးလိုက်ရပါတယ်။